မင်းကလေးဟာရေတွင်းကရေတံငုံလေးတောက်လိုက်ရုံနဲ့မထင်မှတ်ဘဲပစက်ကနေငွေထုတ်နိုင်တဲ့ဆွမ်းအားကိုရရှိသွားခဲ့ပါတယ်။သူမဒံရရတဲ့အခါတိုင်းပစက်ကနေငွေတင်ကားတွေထွက်လာပြီးဒံရပြင်းထန်လေးလေးထွက်လာတဲ့ငွေတင်ကားအရေးအတွက်များလေလေဖြစ်ပါတယ်။ဒီလိုဝက်ချက်ကိုဖုံးကွယ်ထားဖို့ကြိုးစားခဲ့ပေမဲ့အတော်ဖြစ်သူကတိသွားခဲ့ပြီးငွေတင်ကားတွေချက်ချင်းထုတ်ပေးဖို့တောင်းဆိုခဲ့ပါတယ်မဟုတ်ရင်ဒီလိုဝက်ချက်ကိုလူတိုင်းကိုပြောပြမယ်လို့ချင်းချောက်တာကြောင့်မင်းကလေးမှာရွေးချယ်စရာမရှိဘဲကက်ကြီးယူပြ သူမရဲ့လက်ကိုကိုယ်တိုင်ထက်ခဲ့ရပါတယ်ဒါပေမဲ့ဒုတိယတော်ဟာငွေတင်ကားတွေရပြီးနောက်ဂရိဖြတ်ပြီးရွာသားအလုံးကိုပြောပြလိုက်ပါတယ်ရွာသားတွေဟာမင်းကလေးကငွေထုတ်နိုင်မှန်းသိတာနဲ့ချက်ချင်းသူမကိုချုံနှောင်လိုက်ကြပြီးအဲ့ဒီအချိန်ကစလို့မင်းကလေးဟာရွာသားတွေအတွက်ငွေထုတ်ပေးတဲ့နွားမကြီးတက်တက်တာဖြစ်သွားခဲ့ပါတယ်နောက်ဆုံးမှာငွေလုံးဝမထုတ်နိုင်တော့တဲ့အခါရွာသားတွေဟာသူမကိုရရက်ဆက်ဆက်ရိုက်နှက်တက်ပစ်လိုက်ကြပါတယ်သူမမျက်လုံးပြန်ဖွင့်တဲ့အခါသူမစွာရရှိခဲ့တဲ့နေကိုပြန်ရောက်နေပြီဖြစ် ဒါကိုတွေးလိုက်ရပါတယ်အတိတ်ဘဝရဲ့ကြေကွဲခွဲရာတွေမဖြစ်အောင်တားဆီးဖို့အတွက်သူမကိုနာကျင်အောင်လုပ်ခဲ့တဲ့ရွာသားတွေကိုသူတို့လုပ်ရတဲ့အတွက်ကြီးလေးတဲ့တံဘိုးတစ်ခုပေးဆက်စေဖို့ဆုံးဖြတ်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲအတော်ကပြေးလာပြီးရွာရင်းရေတွင်းကရေဟာရွှေရောင်တောက်ကနေပြီးလို့လာပြောပါတယ်ချက်ချင်းရေရဲ့အရေးသွေးကိုစစ်ဆေးကြည့်ဖို့တိုက်တွန်းခဲ့ပါတယ်သူမလက်စားချေဖို့အခွင့်အရေးရောက်လာပြီဆိုတာသိလိုက်တာကြောင့်အတော်နောက်ကိုလိုက်ပြီးရေတွင်းစီသွားခဲ့ပါတယ်ဒါပေမဲ့အဖွားတယောက်ရေခက် နေတာကိုမြင်တော့မင်းကလေးဟာအလင်းအမြန်ပြေးသွားပြီးတားဆီးလိုက်ပါတယ်ဘာဖြစ်လို့လဲဆိုတော့အဖွားဟာရွာထဲမှာသူမကိုစစ်မှန်စွာဂရုစိုက်တဲ့တူးလေးတော်သူဖြစ်တာကြောင့်မှအဖွားရဲ့ကျမ်းမာရေးကရေအေးကိုမခံနိုင်ဘူးဆိုပြီးလိန်ညာပြောဆိုခဲ့ပါတယ်အနီးနားကအမျိုးသားတူးကတော့သူ့ရဲ့လောက်ရက်ကိုအလွန်ကျွံစိတ်ကူးရင်မှုလို့သဘောထားပြီးမဆိုင်မတွရေကိုခတ်ချလိုက်ပါတယ်ဒါပေမဲ့ဒီအခြေအနေတစ်ခုလုံးကိုမင်းကလေးကရွေချက်ရှိရှိစီစဉ်ထားတယ်ဆိုတာကိုတော့သူမသိခဲ့ပါဘူးအဲ့ဒီအချိန်မှာပဲအတော်ကရေတွင်းဟာ လုံးဝခြောက်ခမ်းသွားပြီဆိုတာကိုတွေ့ရှိခဲ့ပါတယ်။ရွာလူကြီးဟာတခုခုမားနေပြီလို့ခံစားမိတာကြောင့်ချက်ချင်းပဲလူတစ်ယောက်ကိုဆေးလုပ်ပြီးစစ်ဆေးခိုင်းပါတယ်။အတိတ်ဘဝတုန်းကလိုပဲမကြခင်မှာရွာသားတအူးကရေတွင်းထဲကနေတောက်ပနေတဲ့တစ်ပင်တပင်ကိုဆွဲထုတ်လိုက်ပါတယ်။လူတိုင်းအံ့အားတင်သွားပြီးလောဘကြီးတဲ့မျက်လုံးတွေနဲ့အဲ့ဒီတစ်ပင်ကိုကြည့်နေကြပါတယ်။ရွာလူကြီးဟာအထူးသဖြင့်သူ့အတွက်တိမ့်ပိုက်လိုတာကြောင့်အဲ့ဒီတစ်ပင်ဟာရွာပိုင်ဖြစ်ပြီးလုံကြုံစွာတိမ့်စီဖို့အိမ်ကိုယူသွားရမယ်လို့ကြေညာလိုက်ပါတယ်။ ဒါကိုမြင်တော့တခြားသူတွေဟာဘာမှထပ်မပြောရဲကြတော့ပါဘူး။ဒါပေမဲ့မင်းကလေးကရေတွင်းကစမ်းကျင်နေတယ်လို့ရုတ်တရက်မှတ်ချက်ပေးလိုက်ပါတယ်။ရေတွင်းရေကိုတောက်ပြီးနောက်ရွာသားတွေမဖြားနာစေဖို့အတွက်သုံးရက်အတွင်းသူမအိမ်မှာစစ်စစ်ဖို့ညွှန်ကြားခဲ့ပါတယ်။ခုနကရေတွင်းရေကိုတောက်လိုက်တဲ့အမျိုးသားဟာသူမရဲ့စကားကြောင့်တိတိတတ်တာတောက်တင်းသွားခဲ့ပါတယ်။ရွာလူကြီးဟာတောက်ပနေတဲ့တစ်ပင်ကိုပိုက်ပြီးထွက်ခွာသွားပြီးနောက်အတော်ဟာကျန်နေတဲ့ရေတွင်းရေအလုံးကိုမမျောလင့်မဲယူသွားခဲ့ပါတယ်။မင်းကလေးဟာသူမရဲ့ အစီအစဉ်အောင်မြင်တော့မယ်ဆိုတာသိလိုက်ပါတယ်အုံရက်ကြပြီးနောက်ရွာသားတွေဟာဂတိအတိုင်းစစ်စစ်ဖို့ရောက်လာကြပါတယ်မိန်းကလေးဟာအမျိုးသားရဲ့အမှုအရာကိုအမြင်တော့သူမငွေထုတ်နိုင်တဲ့စွမ်းရည်ကိုသူတိသွားပြီဆိုတာကိုသဘောပေါက်လိုက်ပါတယ်ဒါကြောင့်သူ့ကိုအရင်စစ်ဆေးဖို့အကြံပြုခဲ့ပါတယ်အမျိုးသားကတော့စစ်စစ်စရာမလိုဘူးလို့အခိုင်အမာညှဉ်းဆန်ခဲ့ပေမဲ့ရွာသားတွေကအတင်းအကျပ်တွန်းပို့ခဲ့ကြပါတယ်သူဟာစစ်ဆေးမှုကိုခံယူရတော့မယ့်အခြေအနေရောက်သွားပါတယ်မိန်းကလေးဟာသူ့ထိုင်ဖို့အတွက်တန်ချောင်းတွေဖုံးအုပ် ထားတဲ့ကလထိုင်ကိုယူလာပေးခဲ့ပါတယ်။သူထိုင်လိုက်တာနဲ့နာကျင်မှုကြောင့်ချက်ချင်းခုန်ထားလိုက်ပေမဲ့ပစက်ကူတော့ဖွင့်မရဲခဲ့ပါဘူး။ရွာသားတွေကသူ့ငွေတင်ကားတွေထုတ်နိုင်တာကိုသိသွားမှစိုးရိမ်တာကြောင့်ပစက်ထဲကငွေတင်ကားကိုမျိုးချပစ်လိုက်ပါတယ်။သူ့ရဲ့ခံတိုင်းရီကိုမြင်တော့မင်းကလေးဟာပြင်းထန်မှုကိုတိုးမြင့်မှုဆုံးဖြတ်လိုက်ပါတယ်။သူမဟာသူ့တန်ရာကနေတန်ချေးတွေကိုညှစ်ထုတ်ခဲ့ပေမဲ့သူဟာပစက်ကူဆက်လက်ပိတ်ထားစေဖြစ်ပါတယ်။ဒါကိုမြင်တော့မင်းကလေးဟာတန်ရာကိုအရက်ပြန်နဲ့ပိုးတက်လိုက်ပါတယ်။ သူဟာထပ်ပြီးခန္ဓာရင်းရှိနေခဲ့ပါတယ်ဒီလိုခေါင်းမာမှုကိုရင်ဆိုင်ရတော့မင်းကလေးဟာအရက်ပြန်တပလင်းလုံးကိုတူတန်ရပေါ်တိုက်ရိုက်လောင်းချလိုက်ပါတယ်အမျိုးသားဟာနောက်ဆုံးမှမအောင်ဤနိုင်တော့ပဲချက်ချင်းငွေဒင်းကားတပြားကိုထွေးထုတ်လိုက်ပါတယ်လူတိုင်းအံ့အားတင်သွားကြပါတယ်အတော်ကဘာလို့ငွေဒင်းကားထွေးထုတ်တာလဲလို့မေးတဲ့အခါအမျိုးသားကမင်းညကမတော်တဆမျိုးချမိတာပါလို့ညှင်းဆိုခဲ့ပါတယ်ပြီးတော့ငွေဒင်းကားကိုလှမ်းယူပြီးထွက်သွားဖို့ကြိုးစားပါတယ်ဒါပေမဲ့မင်းကလေးကမေးခိုင်ကာကွယ်စေး ထိုးဖို့လိုတယ်မဟုတ်ရင်ဒံယာကပိုးဝင်မယ်လို့ပြောလိုက်ပါတယ်ထိတ်လန့်သွားတဲ့အမျိုးသားဟာလှည့်ပြီးထွက်ပြေးခဲ့ပါတယ်ရွာလူကြီးကချက်ချင်းလူတွေကိုခိုင်းပြီးသူ့ကိုတားဆီးစေပါတယ်မိခိုင်ကာကွယ်ဆေးမထိုးရင်အသက်အန္တရာယ်ရှိတယ်လို့အခိုင်အမာပြောဆိုခဲ့ပါတယ်အဲ့ဒီနောက်ရွာသားတွေဟာသူ့ကိုအတင်းကျပ်ထိန်းချုပ်ထားပြီးမင်းကလေးကချက်ချင်းဆေးထိုးပေးလိုက်ပါတယ်နာကျင်မှုကြောင့်သူဟာနောက်ထပ်ငွေတင်းကတပြားထပ်မံထွေးထုတ်လိုက်ပါတယ်သူမကဘာလို့ငွေတွေထက်ခါထက်ခါထုတ်နေရတာလဲလို့တမင်တကာမေးလိုက်ပါ တဲ့အတော်ဟာနောက်ဆုံးတော့အခြေအနေကိုနားလည်သွားပြီးတူနာခြင်းမှုခံစားရတဲ့အခါတိုင်းငွေတင်ကားတွေထွက်လာတယ်ဆိုတာသိသွားခဲ့ပါတယ်။အမှန်တရားကိုသိလိုက်ရတဲ့အခါရွာသားတွေဟာသူတို့ကိုယ်တိုင်စမ်းကြည့်ဖို့လောကဓာကြီးတောက်ဆုပ်ခဲ့ကြပါတယ်။ဒါပေမဲ့မင်းကလေးကဆိတ်ရှိဖို့တိုက်တွန်းပြီးသူ့တန်ရာကိုအရင်ကူတာပေးဖို့လိုတယ်လို့ရှင်းပြခဲ့ပါတယ်။ပရိသတ်ကအဲ့ဒီအမျိုးသားကိုစပွဲပေါ်တိုက်ရိုက်ဖိချုပ်ထားပြီးမင်းကလေးဟာသူ့တန်ရာဘုတ်ကိုဆေးတွေကိုတိုက်ရိုက်ဖြူချလိုက်ပါတယ်။ဒီတစ်ချိန်မှာတော့နာကျင်မှုကြောင့် သူဟာငွေတင်ကအတော်များများကိုထွေးထုတ်လိုက်ပါတယ်လူတိုင်းရဲ့မျက်လုံးတွေဟာလောဘနဲ့တောက်ပနေကြပါတယ်အဲ့ဒီအချိန်မှာမင်းကလေးကသူနာကျင်မှုပိုခံစားရလေလေငွေတင်ကပိုများများထွက်လာလေလေဖြစ်တယ်လို့ထပ်ပြောလိုက်ပါတယ်ဒါကကြတော့အမျိုးသားဟာချက်ချင်းထိတ်လန့်သွားပြီးထွက်ပြေးဖို့ကြိုးစားခဲ့ပါတယ်ဒါပေမဲ့ခြေလန်းနှစ်လန်းလှမ်းပြီးတဲ့နောက်ရွာသားတွေကသူ့ကိုတားဆီးလိုက်ကြပါတယ်အမျိုးသားဟာလှည့်ပြီးဘသူမှသူ့ကိုမထိဖို့ထိရင်မနှက်ဖြံမှာလက်စားချင်မယ်လို့ရွာသားတွေကိုချင်းချောက်ခဲ့ပါ တဲ့ဒီစကားကိုကြားတော့ရွာသားတွေဟာကြောက်လန့်တကြားတောင်းတင်းသွားကြပါတယ်အဲ့ဒီအခါမင်းကလေးကဒီမျိုးသားငွေတင်ကားတွေထုံနိုင်တာဟာရေတွင်းရေကိုတောက်ခဲလို့ဖြစ်တယ်လို့ရှင်းပြခဲ့ပါတယ်ဒါကိုကြားတဲ့အခါအမျိုးသားဟာချက်ချင်းပဲသူ့တကယ်ရေတွင်းရေတောက်ခဲကြောင်းဝန်ခံခဲ့ပြီးရွာသားတွေကိုလည်းရေတွင်းကရေသွားတောက်ဖို့တိုက်တွန်းခဲ့ပါတယ်မင်းကလေးကတော့ရေတွင်းရေကအခု၆ခန်းသွားပြီးဒီအမျိုးသားတယောက်တည်းသာငွေတင်ကားတွေထုံနိုင်တော့မယ်လို့ပြောလိုက်ပါတယ်ဒီစကားကိုကြားတော့ရွာသားတွေဟာချက်ချ ရင်ဘဲကလထိုင်တွေကိုမပြီးအမျိုးသားပေါ်ရိုက်ချဖို့အသင့်ဖြစ်နေကြပါတယ်ဒီအရေးပါတဲ့အခိုက်အတန့်မှာအမျိုးသားဟာမိန်းကလေးကိုတိုက်ရိုက်ထိုးပြပြီးသူမဟာအိမ်ပေါင်းများစွာကအစားအစာတွေစားပြီးကြီးပြင်းလာခဲ့သူသူ့ထက်ရေတွင်းရေပိုတောက်ခဲ့သူဖြစ်တာကြောင့်သူ့ထက်ငွေတင်းကားပူများများထုတ်နိုင်မှာတေချာတယ်လို့ကြေညာလိုက်ပါတယ်ရွာသားတွေဟာသူတို့ရဲ့လောဘကြီးတဲ့အကြည့်တွေကိုမိန်းကလေးစီချက်ချင်းပြောင်းလိုက်ကြပါတယ်